အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမောင်ဒီရေးသားတဲ့မင်္ဂလာဥညာလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုရွှေတာမဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခန်းစားပေးကြပါဦးခင်ဗျာမင်္ဂလာဥညာကျွန်တော်တို့ချစ်သူတို့ဦးအိမ်အောင်ပြုခဲ့ကြပုံမှာရိုးရိုးကလေးများတာဖြစ်ပါသည်သူများတွေလိုမင်္ဂလာပွဲကြီးတွေတခမ်းတနားနဲ့ကျင်းပပြီးပြည့်သက်တွေရဲ့အလယ်မှာအကျဉ်းလေးများအရာကိုမျှခွဲကြတာမျိုးမဟုတ်ပါဘူး နောက်ပြီးအုံပွဲငပြောပွဲတွေနဲ့နှစ်ဦးနှစ်ပတ်သောမိဘတွေရဲ့အရှိမောက်မှာအိမ်အောင်ပြုခဲ့ကြတာမျိုးလည်းမဟုတ်ပါကျွန်တော်ရဲ့မိဘများကဝေးလံတဲ့အညာဒေသအရက်မှာနေကြ၍သူ့မှာကလည်းမိဘနှစ်ဦးစလုံးမရှိကြမရှိချာကြတော့ပါနောက်ပြီးတော့တရားရုံးကြီးတွေမှာတရားသူကြီးတွေရဲ့အရှိမောက်မှာနှစ်ဦးသဘောတူကြအောင်နှစ်ဦးနှစ်ပတ်သောတက်တည်တွေရဲ့လက်ထက်စာချုပ်တွေရဲ့အပေါ်မှာလက်မှတ်ရေးထိုးကြပြီးမင်္ဂလာဆောင်ခဲ့ကြတာမျိုးလည်းမဟုတ်ပါ ယုံတို့ကတ်တို့ဆိုဒီမှာလူစီကားအပ်သောနေရာမျိုးမဟုတ်ဟူ၍ရှေးလူကြီးတို့မှများပြောဆိုခဲ့ကြသည့်ဇကားကလည်းရှိနေပါသည်။ဒါကြောင့်အဲ့ဒီကိစ္စတွေကိုလည်းကျွန်တော်တို့ကမနှစ်သက်ကြပါ။နောက်ပြီးဒါဟာတဦးနဲ့တဦးမယုံတင်ကစိတ်တွေနဲ့တယောက်နဲ့တယောက်အပြန်အလှန်တစ္ဆာမနိုင်နိုင်ကြအောင်ဆိုပြီးတစ္ဆာမဖောက်နိုင်ကြအောင်ဆိုပြီးတရားဥပဒေတွေလက်ထက်စာချုပ်တွေအကူအကားတွေတပ်တွေတွေနဲ့တုံ့နှောင်ပြီးရှေးချင်းမြေတာကိုတိဆောက်ခဲ့ကြတာပဲလို့ထင်မြင်ယူဆမိပါသည်။ အဲ့ဒါကြောင့်ကျွန်တော်တို့ဟာအဲ့ဒီကိစ္စတွေကိုမပြုတ်လောက်ခဲ့ကြပါနောက်ပြီးကျွန်တော်တို့နှစ်ဦးနှစ်ယောက်စလုံးမှာတယောက်ကမှလည်းတယောက်ကိုမယုံသင်တာစိတ်တွေမဖြစ်ခဲ့ကြပါကျွန်တော်ကသူ့ကိုဘလောက်ရှိတယ်သူကကျွန်တော်ကိုဘလောက်ရှိတယ်ဆိုတာတွေကိုလည်းနှစ်ဦးစလုံးကတယောက်နဲ့တယောက်သိရှိနေကြလို့ဖြစ်ပါသည်ကျွန်တော်တို့ရဲ့မေတ္တာဟာဘလောက်အထိကြီးမားခိုင်ခံ့ကြတယ်ဆိုတာကိုလည်းနှစ်ယောက်စလုံးသဘောပေါက်နားလည်လို့နေကြပါသည် တကယ်ကိုကျွန်တော်တို့ရဲ့မေတ္တာဟာမယိုင်မလဲနိုင်သည့်ကြောက်ဆောင်ကြောက်တိုင်ပါမှာဖြစ်၍နေကြပါသည်မမြင်ရတဲ့ drum တဲ့သဘောတွေဟာကျွန်တော်တို့ရဲ့အတဲနှလုံးတွေကိုပဲယုံကြည်ခဲ့ကြပါသည်ဆိုလိုတာကနှစ်ဦးသဘောတူအတူတကွပေါင်းသင်းနေထိုင်ခဲ့ကြတာဖြစ်ပါသည်ထိုနေ့ညကကောင်းကင်ပြင်တွင် လာဝုံးမှာထိမ့်ထိမ့်သာ၍ကြယ်တာယာကလေးများလဲလင်းလက်တောက်ပါလို့နေကြပါသည် ရန်ကင်းမြို့ကလေး၏တိုက်ခန်းတို့မှတချို့သောတိုက်ခန်းကလေးများမှာမီးများမှိတ်၍အိတ်ကုန်ကြပြီဖြစ်တော်လေတချို့သောတိုက်ခန်းကလေးများနှင့်ကျွန်တော်တို့နေထိုင်ကြသည့်တိုက်ခန်းကလေးမှာကမအိတ်ကြသေး၍မီးရောင်များလင်းထိန်လို့နေကြစေဖြစ်ပါသည်ကျွန်တော်တို့အချစ်သူနှူးဟာအဲ့ဒီမင်္ဂလာဦးညမှာမအိတ်ကြသေးခင်သူကရေရှိုးပါသည်ကျွန်တော်ကတော့အပြင်းထူပြီးအဲ့ရပေါ်မှာပဲလဲလျောင်းနေရင်းနဲ့ဘာသာပြန်ကဘာကျော်နိုဘယ်ဆုစာရေးဆရာကြီးများ၏ဝိထုတော်စာအုပ်တော်အုပ်ကိုဖတ်၍နေပါသည် နောက်သူကရေချိုးခန်းထဲမှထမင်းရင်ရှားကလေးနဲ့ထွက်လာပြီးမှန်တင်ကုံရဲ့အရှိမှာရှိသည့်ကြောက်ပြင်တွင်တနခါးတွေကိုတစ်ချက်ချက်နဲ့တွေးရနေပါသည်ဒါနဲ့ကျွန်တော်ကဝိတုဇာအုပ်ကိုရင်ဘတ်ပေါ်မှာမှောက်ထားလိုက်ပြီးသူ့ကိုကြည့်ရှုရနေမိပါသည်ခဏကြာတော့ကြောက်ပြင်ပေါ်မှာတနခါးများကိုသူ့လက်ကလေးနဲ့တက်ယူ၍သူ၏နေရွက်ကလေးနှစ်ဖက်မှဆာ၍မျက်နာလဲပင်းနှင့်ရင်ဘတ်တွေကို လိမ့်ပါသည်နောက်သူ၏လက်မောင်းနှစ်ဖက်စလုံးကိုရော သူ့ရဲ့လက်ကလေးနှစ်ဖက်နဲ့ဘဲပြန်ညာပြန်အပြန်ပြန်လန်လန်လိမ့်ပြနေပါသည်။နောက်ရှေ့တလုံးနှစ်ဖက်နဲ့ရှေ့ပမိုးတွေကိုရောနှမ်းဆက်အောင်လိမ့်ပါသည်။ကျွန်တော်ကကဒင်ပေါ်ကနေပြီးအဲ့ရင်သူ့ကိုကြည့်နေတော့သူဟာသူ့ရဲ့ခန္ဓာကိုယ်ကိုရေတွေလိမ့်နေတယ်လို့ပဲထင်မိပါသည်။ပြီးတော့ရက်တောင်လေးတစ်ချောင်းနဲ့တစ်ဖြဲဖြဲခတ်၍နေပါသည်။နောက်တော့မှတစ်ဖြည်းဖြည်းနဲ့တဏ္ဍကားပကွာကြားကလေးတွေပေါ်လာတာကိုမြင်ရပါသည်။သူကတဏ္ဍကားကိုထူပိင်းနေအောင်လိမ့်တာမျိုးမဟုတ်ပါဘူး။ ရေကြဲကလေးလိမ့်ထားတာသာလျင်ဖြစ်၍နေပါသည်။နောက်အာလုံးလျှောက်သွားတော့မှတနခါအစင်းချောင်းရကလေးတွေပေါ်လာကြပြီးတိတ်ကြီးလိုကောင်းနေတာကိုတွေ့ရပါသည်။ပြီးတော့မှသူဟာမိခလုတ်ရှိရာကိုသွား၍ရှက်ခနဲပိတ်လိုက်လို့ကျွန်တော်ရှိရာကရင်ပေါ်ကိုဖောဖွာကလေးတက်လာပါသည်။ကရင်ပေါ်ရောက်တော့ရုတ်တရက်မအိပ်ပဲနေနေတာကိုကျွန်တော်ကဟဲ့မြအိတ်တော်လေဘာဖြစ်လို့မအိပ်သေးတာလဲလို့မေးတော့သူကဘာမှပြန်၍မပြေပါဘူး။ တောင်းအောင်လောက်ကြတော့မှကျွန်တော်ကိုသူကတော့နေတာလို့ပြောပါသည်ဒါနဲ့ကျွန်တော်ကလည်းဒီလင်းဒီမယာအိုအောင်မင်းအောင်ပေါင်းရပါစေဗျာလို့ဆုတောင်းပေးခဲ့ပါသည် သူကလည်းပေးတဲ့ဆုနဲ့ပြည့်စုံပါစေလို့တိုးတိုးကလေးဆုတောင်းပါသည်နောက်ပြီးတော့မှကျွန်တော်ရဲ့လက်ဝဲပတ်ပေးမှဖြန့်ခင်းထားတဲ့ကျွန်တော်ရဲ့လက်မောင်းပေါ်ကိုခေါင်းအုံးလို့အตาကလေးဝင်၍အိပ်ပါတော်သည်သူ့ရဲ့စောစောကလင်းကြံထားတဲ့တဏ္ဍာခရဏံကလေးကသူ့ရဲ့ကိုခန္ဓာအနတ်နဲ့ရောပြီးသိနေတာကိုတတိပြုမိပါသည် မောင်ထဲမှာတယောက်နဲ့တယောက်မမြင်ကြဘဲဖြစ်နေတာနဲ့တဦးရဲ့မျက်နှာကိုတဦးအသေးစိတ်လက်ဝါးနဲ့ဆန်းသက်ပြီးမျက်မှန်မြင်များကဲ့သို့ပုံခေါ်၍ကြည်ကြပါသည်။နောက်ပြီးတော့မှတယောက်မျက်နှာကိုတယောက်တလှက်စီနေရာအနှံ့ကွက်လက်မချင်အောင်နန်းရှုံကြပါသည်။တဦးကိုတဦးအပြန်အလှန်တင်းနေအောင်ဖတ်ထားကြပါသည်။အဲ့ဒီအခါမှာသူ့ရဲ့အသားရည်ကလေးတွေအေးမြနေပြီးကျွန်တော်ရဲ့ခန္ဓာကိုယ်ကနွေးနေတာကိုသတိပြုမိပါသည်။ ူ့ရဲ့ခန္ဓာကိုယ်ကတဏ္ဍခါးတွေလိမ့်ထားလို့အေးနေတာပါပဲလားဒါမှမဟုတ်မိမနဲ့ယောက်ျားတို့ရဲ့ခန္ဓာကိုယ်အပူအေးဓာတ်တွေမတူကြတဲ့သဘာဝနဲ့ဖြစ်နိုင်ပါသည်အဲ့ဒီလိုနဲ့အဲ့ဒီလိုနဲ့ကျွန်တော်တို့ချစ်သူနှစ်ဦးဟာရိုးရိုးကလေးလင်မယားအရာကိုမြောက်ခဲကြပါသည်အဲ့ဒီမှာကျွန်တော်တို့ရဲ့လင်မယားနှစ်ယောက်စလုံးဟာပရမအူးဆုံးတစ်ပြိုင်တည်းတိလိုက်တာကတော့အော်အကျင်လင်မယားဆိုတာနှစ်ယောက်မဟုတ်ပဲတယောက်တည်းပါလားလို့အတူတကွတိလိုက်ကြပါသည် ။နောက်တိုးတိုးကလေးပါဇက်ကိုပိတ်ပြီးရှိုက်ငိုနေတဲ့သူ့ရဲ့အတန်ကလေးကိုလည်းတက်တက်ကလေးကြားတာနဲ့ကျွန်တော်ဟာစိုးရင်ကြီးစွာနဲ့သူ့ရဲ့မျက်နှာကိုလက်နဲ့ဆမ်းကြည့်တော့သူ့ရဲ့မျက်နှာမှာမျက်ရည်တွေချွဲနေလို့နေတာကိုတွေ့ရပါသည်။သူ့ဘာကြောင့်ငိုဒီကိုကျွန်တော်မသိပါ။သူ့ရဲ့ကလေးဘဝပျောက်ဆုံးသွားတာကိုတတိယပြီးဝမ်းနေ၍ငိုနေသည်လား။ဒါမှမဟုတ်သူ့ကိုမွေးထားရခဲ့ကြသည့်သူ၏မိဘနှစ်ပါးကိုတတိယပြီးငိုနေတာပဲလား။ ို့ဒီမဟုတ်သူ့မှာတကယ်ဘဝကြီးအဖော်မူဖြစ်တဲ့ကျွန်ုပ်ကိုရရှိသွား၍ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးငိုနေတာလည်းဖြစ်နိုင်ပါသည် လူတွေရဲ့သဘာဝဟာဝမ်းနေလျင်ငိုတတ်ကြ၍ဝမ်းသာလျင်လည်းငိုတတ်ကြပါသည်ဒါနဲ့ကျွန်တော်ဟာကျွန်ုပ်ရဲ့လက်ဘဝပြင်နဲ့သူ့ကိုမျက်ရည်လေးတွေတုပ်ပေးရင်သူ့ရဲ့နားနာကိုကတ်၍တဏှာတွေပြက်ကုန်ပြီဘာလို့ငိုနေတာလဲလို့တိုးတိုးကလေးမေးတော့နည်းနည်းအတန်ပိုရွထွက်လာပြီးငိုပြန်ပါသည်ဒါနဲ့ကျွန်တော်ကသူ့အငိုတိတ်အောင်ဘယ်လိုရှောက်ရမှန်းမသိတာနဲ့ မောင်စိတ်ညစ်အောင်ဘာလို့ငုံနေရတာလဲတိတ်ပါတော့ကွာလို့ပြောလိုက်မိပါသည်အဲ့ဒီခါမှသူဟာသူ့ပါးစပ်နဲ့အတမထွက်အောင်အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းကိုအတင်းစေထားပြီးရှားရွေရှားရွေငုံနေပြန်ပါသည်သူ့ရဲ့မျက်နှာမှာလည်းမျက်ရည်တွေထပ်မံချွဲနေလာပြန်ပါသည်ဒါနဲ့ကျွန်တော်ကသူ့ရဲ့မျက်နှာပြင်ကိုနေရအနှံ့ထက်၍ပြန်နှမ်းပြီးလျှော့တော့ကျွန်တော်ရဲ့မျက်နှာမှာရောသူ့ရဲ့မျက်နှာမှာပါသူ့ရဲ့မျက်ရည်တွေစိုးချွဲရေကုန်ပါသည် အဲ့ဒီခါမှာသူကလည်းငိုတန်းပါကြီးနဲ့ကျွန်တော်ကိုပြန်၍ထတ်နှမ်းပြန်ပြီးကျွန်တော်တို့နှစ်ယောက်တဦးနဲ့တဦးတင်းနေအောင်ဖတ်ထားမိကြပါသည်။နောက်ခဏကြာတော့မှတဖြည်းဖြည်းနဲ့သူအငိုတက်၍သွားခဲ့ပါသည်။အဲ့ဒီမင်္ဂလာဦးညကကျွန်တော်တို့ရဲ့နှစ်ယောက်စလုံးဟာတော်တော်နဲ့အိတ်လို့မပြောခဲ့ကြပါ။သူဘာကြောင့်ငိုတယ်ဆိုတာကိုလည်းကျွန်တော်ဘလို့မှမေးလို့မရခဲ့ပါ။ရွှေဝိတ်ရီမဂ္ဂဇင်းအမှတ်ရှိ1990တခုနှစ်ဆရာမခင်မရစင်ရေးသားတဲ့ လွမ်းအောင်ကိုချွဲလို့အမည်ရတဲ့ဝိထုတော်လေးကိုကျွန်တော်ကိုချွဲတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာလွမ်းအောင်ကိုချွဲအင်းရင်ကိုင်းတို့ညိုးညိုးညံ့ညံ့ပြူတန်တရဖီကိုင်းတို့ ရွက်ချင်းခက်တန်ကြားလိုက်ရင်ဂျိုးငမ်းမသည်အငြိမ်မနေနိုင်တော့ပေတည့်ရကျွေးများနဲ့ဆန်းရည်တို့ရဲ့ရဏန်းတို့ကိုလည်းသူ့ကိုကိုချွဲပေးဖို့အသင်ဖြစ်စေပြန်သည် ရိုးလည်ပြောင်းပါကလေး၏ရင်ထဲမှလှိုက်လဲချုံမိန်သောအတန်ကလေးသည်တောစက်မှာပင်ပဲ့တင်ထက်သွားပြန်လေသည်တောဤရန်တန်းကြောင့်တောင်ပံကိုတပြက်ပြက်ခတ်မိလေသည်လေဟုံမှာဝဲပြန်မှုစူးစမ်းမိပြန်လေသည်ရှစ်တဖက်မှာရှိထားသောကြိုးကတင်းကနေဖြစ်သွားသည်ဖြင့်နာသွားသည်ဖြင့်မျက်ရည်များလည်းဝေဝဲ၍သွားခဲ့လေသည်စူးစူးကြကြအော်ဖို့စူးစမ်းမိတော်လဲမအော်နိုင်တော့ပြန် အဖို့ချင်းတကောင်ဤတောင်မာခတ်တန်နှင့်အတူတကူကူအတန်ကိုရုတ်တရက်ကြားလိုက်ရလေသည်သူအမြဲလိုတောင်းတတ်ခဲ့သောအမျိုးတူအဖို့ချင်းတကောင်ဤအတန်ရင်းထဲမှလှိုင်းလဲသောအတန်ဖြင့်ကိုွှဲမိပြန်လေသည်တော်၏ရန်တမ်းများနှင့်အဖို့ချင်းဤအတန်တို့ကိုအာယုံမှနေမြောခိုင်းတောင်ပန်များဤခွန်အားမဲ့သောအဖြစ်မိုးစုံထက်ရန်တို့မပြန်မတန်းနိုင်တော့သောဘဝတို့ကိုမေ့လျော့သွားပြန်လေသည် လေဟုန်ထဲမှာတူနဂိုတောင်ပန်ချင်းရှင်ကဝဲပြန်နိုင်ခဲ့လေဦးမလားဟုစိတ်ကူးတိန်တို့အကြားတွင်လွင်မျောလျက်မှတ်ခတ်သမားနှင့်သူဤဆက်သွယ်မှုအဖြစ်ကိုကတစ်ချက်တစ်ချက်တင်းငနေတုံ့ရဆွဲလိုက်သောကြိုးကြောင့်သာသူတတိရမိပြန်လေသည် ထိုအခါတွင်တော့သူသည်နာကျင်စိတ်ဖြင့်မကူနိုင်တော့ပြန်သူအခိုင်မှာပင်ဂျိုးဘိုကလေးတကောင်သည်ရွက်ကြီးကလေးတခုလွင့်လာသလိုသူ့ရဲ့အနီးအနားသို့ဝဲပြန်၍ရောက်ရှိလာလေသည်ဂျိုးဘိုကလေးသည်ရှည်ရဲကျူဘိုအနားသို့ရောက်ရှိလာလျင် ချိုးငမအီစိမ့်လက်လက်မျက်လုံးများကိုကြည့်၍အံ့ဩဖြစ်သွားမိသည် မျက်လုံးများကမှကသူမမြင်နိုင်သောကဘာတစ်ခုစီမှ အတိတ်ဤအရေးများကိုသာ လိုက်လံရှာဖွေနေဟန်တကားစိမ့်လက်သော အကြည့်ကိုသူရရှိသည်ရှိရမလဲမပါငှက်ဖို့ငှက်မတရဝရကောင်ဟုပင် ခုံမင်းနှစ်လုံးဟန်မပြတော့မျက်လုံးများပင်သည်ငှက်မ၏အရေးကိုပိုင်ပန်ချာချာမသိမီရှင်း၌တင်းကနေဖြစ်သွားပြီးညှုပ်ကွင်းမှမိခဲ့လေပြီဂျိုးဖို့သည်ဆူဆူချာချာအော်ဟေ၏ ရုံးကန်ဤနာကျင်ဒေါသဖြင့်အော်တန်သည်တိုးကိုပဲ့တင်ထက်သွားစေပြန်လေသည်။နေရောင်ပျောက်ကြားထင်သောတိရိပ်တို့သည်လည်းဂျိုးငမ်းမ၏စိတ်ကိုမနှူးညံ့စေတော့ပြန်။သူသည်တိတ်ဆိတ်သောတိုး၏အတန်ကိုနားဆွင့်မိပြန်သည်။စမ်းရည်တက်တဲ့စည်းတံကိုကြားရ၏။စောစောကငှက်၏အတန်ကိုတော့မကြားရတော့ပြန်။အတန်ကိုမကြားရခြင်းအတွေ့စူးစမ်းလိုစိတ်လည်းကင်းမဲ့လျက်ရှိနေသည်။ သူ၏ဝဲလက်စငှက်ဥကလေးများကိုသာတောင်းတမိလေသည်သူအတိုက်စီသို့သူဘယ်တော့မှပြန်မရောက်နိုင်တော့ပေဥကလေးတွေကွဲအကြေမလို့ကုန်ပြီလားငွေတကောင်ကောင်ကများမျိုးချလိုက်လေပြီလားအမေရင်ခွင်ငွေကိုမခေါ်လုံနိုင်တော့သည့်ငှက်ဥများငှက်မ၏နုနုညံ့ညံ့ရင်အောင်အလွာများနှင့်တောင်ပံများအောက်မှမြေတားတက်ဖြင့်သာအတိုက်ဝိညာဉ်ဝင်လာသည့်တေတေကွေကွေဥကလေးများ အမေငှက်မတကောင်အဖြစ်သူတောင်းတမျှော်လင့်ခဲ့သောနေရည်များသည်သူ့ထံမှဘယ်အခါမှရောက်ရှိမလာနိုင်တော့ပေ။ဥပေါင်းစားငှက်ကလေးများ၏အမိတန်အပြန်အသင်ပေးဖို့အစာအစာကျွေးဖို့သူအောင်းမိခဲ့ရသည့်ရှစ်သူဂျိုးဖို့၏ကုသံများမိုးကောင်းကင်အောက်မှာတောင်ပန်ချင်းရှင်၍ဝဲပြန်ကြစဉ်တဘာဝလောကတည်းဤတာယာမြတ်နိုးဖွယ်ကိုသာသူသိမြင်တတ်ခဲ့သောဘဝများ အခုတော့ဂျိုးငမ်းမသည်သူ၏လက်ဆံမွေးနှုတ်ကိုညှင်သာစွာပုတ်တက်၍ပေးနေသောလက်ကျန်းကြီးတစ်ခုကိုလည်းအာယုံမပြုတ်မိတော့ပေ။ငါသမီးလိန်မာလိုက်တာ။နှုတ်သီးဖြင့်ပြန်လဲစိတ်ပြေဖို့ကြိုးစားမိတော့လေတကယ်တမ်းမူပြန်လဲထိုးစိတ်ဖို့ပင်အင်အားမရှိတော့ပေ။ရေရေရေ သူရေငတ်နေကြရပြီ။စမ်းဤရနံ့ကိုရတော့လေရေရှိရာရက်တို့သူမပြတ်နိုင်။ ငှက်ခတ်သမားကပလင်းတစ်လုံးထဲမှရေကိုငှဲ့ပြီးလက်ကုပ်ထဲမှထည့်၍တိုက်လိုက်လေသည် သူသည်ရေကိုအငမ်းမရတခွဲခွဲတောက်ချလေသည်တိုးရနံ့ဤဖျားယမှုကို ခံရတိုင်းသူလွမ်းဆွစွာကူချွဲမိခြင်းဖြင့်သူဤကူတန်ကြောင့်ပင်ဝဲပြန့်၍ရောက်ရှိလာကြကုန်သောဂျိုးဖို့များသူ့ကိုရိုင်းပြသွားထိုးစိတ်တက်ပြတ်ဖို့ဆင်းလာကြကုန်သောဂျိုးငှက်မာများမြည်မြများပြားခဲ့ပြီလေ ရုံးငန်းမသည်ထိုငန်းများအကြောင်းစဉ်းစားလဲပြန်ပြီးတော့လဲမစဉ်းစားလို့အမျိုးတို့ငန်းများသူ့အတန်ကြောင့်ပြည့်စည်ဆုံးရှုံးသွားမည်ကိုလည်းမတွေ့လို့မမြင်လို့အပြစ်မကင်ခံစားမိလိုက်တိုင်းမေ့ပြီးပြစ်လိုက်မိလေသည်မတန်ဆွမ်းတော်သောတောင်ပံများကြောင့်ပြက်လူတဲတဲဒံယာနှင့်ရှေတောင်များကြောင့်မိုးစုံထက်ရန်ကိုသာဝဲပြန့်ကျဆားတတ်သောမြင့်မြတ်သည့်စိတ်ဝိညာဉ်ဤအင်အားများယောပါပျောက်ဆုံးခဲ့ရလေပြီအတိတရားလိုလဲခေါင်ပါချိုတဲခဲ့လေပြီ စူးချတောက်ပါတော့နေလုံးရောင်တဲ့တို့သည်တိမ်ပင်လေပင်ကိုစည်းစားလို့အရေးတို့ဖြင့်ထုံးလင်းစေပြန်သည်ဒီလေပြောင်းမှမှာအပူတန်းကြောင့်မိုးလေရဲ့ခပုံထဲမှငြိမ်သက်လို့နေခဲ့ပြန်သည်ခပုံစာထဲမှဆွဲထုတ်ပြီးခံရလျင်တဲဆက်ပြချင်းများ၏အနံ့ကိုရပြန်သည်အင်ဂျင်ပန်း၏ရနံ့များသူပြောချင်းကျက်စားခဲ့ဘူးသောနေရာများနှင့်လည်းအခါခါပြန်လည်၍စုံသီးရလေသည် လေပြေလင်းချင်းကလေးအသွေးမှာလွမ်းအောင်ကုချွဲလိုက်သောအတန်ကလေးသည်တောကိုပဲ့တင်ထက်သွားစေလေသည်။မှမ၏မမြင်နိုင်သောမျက်လုံးများသည်ပို၍ကန်းသွားကဆန်းဝါးဝါးဖြင့်ဟိုလျှောက်တီကြောင်းအစာကောင်းရင်တကူကူကူတကူကူကူတကူကူကူလို့ပြီးသူ့ရဲ့ဘေးမှာလဲဝဲပြန်ကြောက်ရောက်လာပြီးတောင်မတစုံကိုရင်ထဲမှာလှိုက်လဲစွာတောင်းတမိတော်လေ။တကယ်တမ်းဝဲပြန်ရောက်ရှိလာလျင်သူတန်းတာကြရသည့်တောင်မတစုံမဟုတ်နိုင်မှန်းသူသိလို့နေခဲ့ပါပြီ။ ူဤဝဲလက်စားငှက်ဥကလေးများ၏ကံကြမ္မာကိုဘဲငှက်ကိုမေးရပါခြင်းမည်နီမတိသော တောင်မှန်ဆုံးများ သူမတိသော တောင်မှန်ဆုံးများ၌လည်းဝဲလက်စားဦးများရှစ်သောဂျိုးဖို့ဂျိုးမာများရှိခဲ့ကြပဲလိမ့်မည်ကို သူမတိရှိခဲ့လိုပေအင်းချင်းပန်းရနံတို့တောလုံးပြတ်နေစဲမှာပင် မေဦးမြူကြီးတဲ၌ငှက်ဖို့ဂျိုးငှက်မှသည်လွမ်းအောင် ကိုွှဲ၍နေလေတည်းအေဗီလာ1990ခုနှစ်အလင်းရောင်မဂဇင်း